ဘာချက်တော်မျိုးတို့ရေကျွန်မတို့မိုးခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ10ရက်နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့ရက်ပဲပေါ့မနေ့က9ရက်နေ့ညပိုင်းမှာနော်ကိုဇော်ဘုံဟင်းထွင်သွားတဲ့ like နဲ့ပတ်သက်ပြီးတော့ကျွန်မအတိအပြီးပြောကြားသွားမှာဖြစ်ပါတယ်နော်ညကကိုဇော်ဘုံဟင်းသူ့ရဲ့ like ကနေသူ့ရဲ့ YouTube ကနေပြီးတော့ဒီပြောကြားသွားတဲ့အကောင့်ကနော်အဲ့ဒီမှာက သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့တောင်းပန်မယ်ဆိုတဲ့ကိစ္စเนาะသူကဘာကိစ္စကြောင့်တောင်းပန်ဟမှာလဲဆိုတဲ့စကားရဲ့ဒီအပေါ်ဒီမှာကျမရှင်းပြသွားပါမယ်ကျမကိုမနေ့ကပေါ့เนาะ၉ရက်နေ့မှာနေ့လေ၁၂နာရီထိုးကန်ပြီးလောက်မှာပေါ့၁၂နာရီ50လောက်မှာ ိုစောဟိုကိုခေဖုံးကဆိုသူပေါ့နော်ဒါကျမတို့ဒီအမျိုးသားရေးသမားတွေကိုခေဖုံးကဆိုတာလည်းတော်တော်များများပြည်သူတွေသိပြီးသားပါဒါပေမဲ့ကိုခေဖုံးကဆိုတဲ့သူကကျမယနေ့အချိန်ထိကျမမမြင်ဘူးသေးဘူးနော်အပြင်မှာလည်းမမြင်ဘူးသေးဘူးကိုခေဖုံးကဆိုတဲ့သူကကျမကိုဖုံးခေါ်လာတယ်ဖုံးခေါ်လာပြီးတော့ဒီစကားလေးပြောခြင်းဖို့တော့ကျမကိုပြောဖို့အတွက်ကိုခွင့်တောင်းတယ်ကျမမိဘပြည်သူတွေကိုကျမခွင့်ပြမယ်နော်ကျမကိုကိုစော်ဘုံဟင်းကနေပြီးတော့သူ့ကိုညှိခိုင်းနေဆိုတဲ့အကြောင်းလေးပေါ့နော်ဟုတ်ကဲ့မှန်ပါပါကိုကြီးဟုတ်ဘမိုးကြီးတင့် 我他妈没有理噻，俺们的老表都条件不拉意思呗。俺爷爷表哥，你妈我时间多，俺爷爷爷爷没有那么多的家暴没。嗯，他做多们的流不拉。俺爷爷回来就俺爷爷就，估计在家做我母最近话嘛没打来好过吧？好好吧？好。我母最买多我，我，给我来处理来 阿啲字問冇嘢，到到嗰樣嘢，一講我講咯，你就話：五月幾月？五月份嗰啲幾月冇事㗎，六七月份咯，問問又，咁日早話，聽住佢，聽住就話，咦，點解你少？知道嗎？二。 ့ဘောကိုများရဲ့ဥပဒေနဲ့တက်ကုန်ပြီးအလိုက်တော့ပါဆိုပြီးဒီမှာတော့တော်တော်များများတိုင်းလာလေအဲ့ဒါလေးကိုအဲ့ဒါလေးကိုတဲ့ဘောကမရှိတော့ဘူးအမှန်နဲ့လေးကိုရဲ့ဂုံတိတ်ခါရကသူမြန်မာလေးကိုစော်ကားခဲ့တာတွေအကုန်ကြီးမြန်မာလေးရဲ့ကိနာသားပါပါနဲ့ဒီကိုမစော်ကားခဲ့ဘူးညမမတက်ခဲ့ဘူးဒီကမ္ဘာပေါ်မှာထအောင်သွေးခွဲခဲ့တယ်ဆိုတဲ့ဒီအယောင်ဆောင်အရေးပြဒီအလူကနေကောက်စားရဲ့ဆိုတဲ့ဒီစကားလေးခုခုပဲသုံးနေတာနော်နော်အဲ့ဒီပေါ်မှာ ကိုခေါကိုခေဖုံးကဆိုတဲ့သူကเนาะအကိုကကျမကိုဆက်သွယ်လာပါတယ်ကိုကိုဇော်ပေါင်းဟင်းရနေပြီးတော့သူတို့ဒါကိုကိုဇော်ပေါင်းဟင်းနဲ့သူနဲ့စကားပြောပြီးလို့ကျမကိုဆက်သွယ်ခိုင်းတာပါဆိုပြီးတော့ညှိနှိုင်းဖို့အတွက်ဆက်သွယ်ခိုင်းတာပါဆိုပြီးတော့ကျမကိုဆက်သွယ်လာတယ်เนาะဟိုဒီဒီ body မှာကျမကိုသူတို့ မှားခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်။သူမှားခဲ့တာဆိုလို့ရှိရင်ကျမတို့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ဒီအခုသူ့ရဲ့လုပ်ရက်တွေသူ့ရဲ့ပြောတဲ့ဟာတွေကမှားခဲ့တာဆိုလို့ရှိရင်ကျမကိုအတိပေးပြီးတောင်းပန်ပါမယ်။နောက်ပြီးတော့တရားဝင်ပေါ့နော်။ဒီအခုကိုနောင်တော်လေးတို့ကိုနောင်တော်လေးတို့လိုမီဒီယာတွေဒီအမျိုးသားရေးသမားတွေပေါ့နော်။အဲ့ဒီဟာတွေခေါ်ပြီးတော့မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီးတော့တောင်းပန်ပါမယ်ဆိုတဲ့အခါကိုကျမကိုပြောကြခဲ့တယ်။ကျမ live ပြဆက်ပြီးတော့ပြမယ်နော်ဒီကိစ္စတွေကို။ကျမက လက်လွတ်စပယ်ပြီးအတန်ဖိုင်လေးဖွင့်ပြပါမယ်နော်အဲ့ဒီလိုမျိုးကျွန်မကိုပြောပြီးတော့ညှိနှိုင်းလာတဲ့အတွက်နော်ကျွန်မကဒီစကားကိုကျွန်မကကျွန်မရဲ့ Facebook မမိုးခိုင်ဆိုတဲ့အကောင့်ကနေကျွန်မတင်ပေးထားတယ်ကျွန်မပေါ့စာလေးနဲ့တင်ပေးထားတယ်ပေါ့နော်ကျွန်မသိအောင်ပြောပြလိုက်အောင်မယ်နော်ကိုစော်ဖုံးဟိန်းဆိုသူမနေ့ကကျွန်မကိုထပ်ပြီးတော့ပြောထားတာဒီသည်ရှင်ကယောက်ျားတယောက်ရှင်ကယောက်ျားတယောက်เนาะကျမကမိန်းမတယောက်ဟုတ်လား ရှင်ကိုလောက်ကြံပါမယ်ဆိုတဲ့စကားရက်ပေါ်ဒီမှာလမ်းမှာလောက်ကြံဘယ်လိုလုပ်မလဲရှင်ရှိတဲ့နေရာပြင်ဦးလင်ကိုလာဆွဲပါလားဆိုတဲ့စကားကိုရှင်မှုတ်လို့ပဲယောက်ျားတစ်ယောက်ဖြစ်ပြီးပြောထွက်တယ်ဟုတ်လားကျမကမိန်းမသားတရားကိုရှင်ရှင်ကမနေ့တနေ့မှာလိုင်းပေါ်မှာပေါ်လာခဲ့တဲ့လူဒေါအောင်ဆန်းစုကြည်လက်ထက်ထဲကဒေါအောင်ဆန်းစုကြည်သွေးပြတ်အောင်တောက်လွန်ခဲ့ရတဲ့မိန်းမတစ်ယောက်ဆိုတာရှင်မသိဘူးလားဟမ်ကျမကိုသွားခဲ့တဲ့အမြန်လမ်းမှာလောက်ကြံဖို့အတွက်နော်အကျန်းဘတ်1900ချထားတဲ့ကျမရဲ့နေအိမ်မှာနော် ပြည်ထဲရေးအရာရှိတွေရဲချုပ်ရဲမှုတွေအပါအဝင်ကာကိုစီကိုနေညစတန်းမိုင်ချပြီးတော့ကျမကိုကင်းဆောင်ပြီးစောင့်ကြည့်ခဲ့တဲ့မိန်းမတစ်ယောက်ကကျမရဲ့အန်ဒီရဲ့နော်မိန်းမသားဖြစ်တဲ့ကျမရဲ့အန်ဒီရဲ့ကိုရှင်ယောက်ျားသားတစ်ယောက်တည်းဖြစ်တယ်ကွာနည်းနည်းလေးမှမစင်စားဘူးမစင်စားမိဘူးလားဟမ်ကျမကကျမညို့နယ်ကျမရှိတဲ့နေရာကနေပြီးတော့ကျမတရားစွဲတာလေ ုတ်လားတရားဆွဲခဲ့တာကျမကတရက်လို့ရှင်ကတရက်ခံတရက်လို့ရှိတဲ့နေရာကနေကျမတရားဆွဲတာကိုတရက်ခံကလာပြီးအမှုရင်ဆိုင်ရမှာဥပဒေနဲ့အညီရင်ဆိုင်ဖို့ပြင်ထားပါဥပဒေနဲ့အညီရင်ဆိုင်ဖို့ရှင်ပြောသလိုပဲကျမကရှင်ပြင်ဦးလင့်ကိုလာဆွဲလို့ရှင်ကပြင်ဦးလင့်ကိုအခုရုံးချင်းဟိုဟာဖြစ်လို့ပြောင်းလိုက်လို့ပြင်ဦးလင့်ကနေကျမလာတဲ့လမ်းမှာကျမဒုံမိုးမိုးခိုင်ကိုရှင်ပြောသလိုပဲမလိုအပ်တဲ့လူတွေဒီအကြမ်းဖက်တွေ နော်ဒီမနာလိုတဲ့ရှင်ပြောသလိုပဲရှင်ကိုထောက်ခံအားပေးပါတဲ့လူတဲ့လူဆိုတဲ့လူတွေရှင်ရဲ့လူတွေကကျမကိုလှုပ်ကြံခဲ့ရင်ရှင်ဘလို့တာဝန်ယူမလဲရှင်ဘလို့တာဝန်ယူမလဲနော်ယောက်ျားဖြစ်ပြီးယောက်ျားဆန်ဆန်နဲ့ပြောပါဟုတ်လားတော်မမုတ်ခိုင်ဆိုတဲ့မိန်းမကဥပဒေနဲ့အညီလှုပ်လှုပ်ခဲ့တာနောက်ကျောကိုပတော်မဓာတ်နဲ့မထိုးဘူးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမရဲ့ကိုရီးကိုတာကိုရှင်စော်ကားခဲ့လို့ပြောတာမဟုတ်ဘူးဒါကကျမကရှင်ကိုကိုကျော်ကိုကိုစော်ဖုံးအင်းကိုကျမ သုံးချိန်ညပြောခဲ့ပြီးပြီ။ဟိုလွန်ခဲ့တဲ့ဒီတပုံညာနှစ်ခုလုံးဒီတော်လန်ရေးတွေဒီအကြံဖက်နဲ့စဖြစ်သေးတာကိုတို့တွေသတင်းထုတ်လွှင့်မှုတွေအပေါ်မှာနော်တက်နဲ့ပြည်သူကိုတွေးခွဲစေမယ်အထက်အောက်တွေးခွဲစေမယ်အစိုးရကိုဒီနာဇာကအစိုးရကြီးကိုပြည်သူတွေနဲ့တက်မလို့သားတွေအောက်ခြေစစ်တီတွေမိသားစုဝင်တွေတွေးခွဲစေမယ်စကားမျိုးတွေအကိုတို့တွေပြောခဲ့တယ်စည်ရေးသတင်းတွေကို ရဲ့ကြည့်ရကိုဘက်ကတမတော်သားတွေရဲ့စည်ရေးသတင်းတွေကိုရှင်လိုင်းမော်ကနေထုတ်လွှင့်ခဲ့တဲ့အတွက်အန်ရရှိတဲ့အတွက်ကျွန်မသတိပေးစကားပြောကြက်ကပြောကြားခဲ့ပြီးပါပြီ။ဒါနဲ့မြောက်စု၃ချိန်ဒေါ်မမုခိုင်ဆိုတဲ့မိန်းမကနောက်ကျောဘတော်မှဒါနဲ့မထုတ်ဘူး။လောက်မယ်ဆိုတရားဝင်ပြောတယ်။တစ်ချိန်၂ချိန်၃ချိန်သတိပေးခဲ့ပြီးပြီ။၃ချိန်နောက်ကျွန်မလှုပ်ဆောင်ရင်းဖြစ်တယ်နော်။အဲ့ဒါကြောင့်အဲ့ဒီအပေါ်မှာရှင်ကအောက်လုံးတွေထိုးပြီးတော့ဒေါ်မမုခိုင်ကဘာလဲဆိုတဲ့ဟာတွေကိုလှုပ်ဆောင်ခဲ့တာ။ကျွန်မတို့ကမိကောင်းဖခင်သားသမီးအောက်လုံးအောက်လုံးတွေထိုးပြီးတော့မတိုက်ခိုက်ဘူး။ကျွန်မလိုချင်တဲ့အကြောင်းအရာတစ်ခုပဲဥပဒေနဲ့ ခုနဆက်လေးပေါ့နော်ရှင့်ကိုအားပေးထောက်ခံဝင်းရံပါတယ်ဆိုတဲ့အမျိုးသားရဲ့တမအညီခံနေအတိဆုံးပဲဒေါ်မမို့ခိုင်ဆိုတဲ့မိမတယောက်ရဲ့စိတ်ဓာတ်နဲ့လှုပ်ရက်သွေးဘလောက်ရဲတယ်ဆိုတာတမဘလောက်ထိပေးဆက်ခဲ့တယ်ဆိုတာအဲ့ဒီအမျိုးသားရေးတမအမိခံတွေအတိဆုံးပဲတမရဲ့လှုပ်ရှားမှုမှတ်တိုင်းနဲ့မှာသူတို့တွေဘလို့ပါဝင်ခဲ့လဲပါဝင်ဝင်းရံထောက်ခံခဲ့လဲဆိုတာယနေ့အချိန်ထိ ကျမတို့မမိုးခိုင်ရက်တည်နေတာဘာသာသာသနာတိုင်းပြည်အတွက်ကျမတို့ရဲ့မိဘပြည်သူတွေနော်ဆင်းရဲဒုက္ခဘေးမှာဒီအန္တရာယ်ဇိုးကြီးဘေးမှာအမြန်ဆုံးကင်းဝေးစေဖို့ကျမတို့တိုင်းပြည်ကြီးအမြန်အေးချမ်းသာယာဖို့ကျမတို့ချစ်တဲ့တမတော်သားတွေရဲ့အသက်သွေးချွေးတွေကြတာနဲပါစေဖို့သူ့ရဲ့မိသားစုတွေနဲ့အတူစိတ်အေးချမ်းသာစွာပြန်လည်နေထိုင်နိုင်ဖို့ဒီအမြင်မှားပြီးတော့လမ်းမကိုရောက်ခဲ့ကြတဲ့အကျံဘက်ဘဝကိုရောက်ခဲ့ကြတဲ့ကျမတို့ရဲ့မိဘပြည်သူတွေမောင်နှမတွေအကိုတွေမောင်နှမလေးတွေမမတွေ လမ်းမှန်ပေါ်ရောက်ပြီးတော့ကျမတို့တိုင်းပြည်ကြီးအမြတ်လမ်းမှန်ပေါ်ကိုရောက်ပြီးတော့အရင်တုန်းကလိုပဲစီစီလုံးလုံးနဲ့တိုင်းပြည်ကြီးဘာသာတိုင်းပြည်အတွက်ဘာသာသာသနာတိုင်းပြည်အတွက်မိဘပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအုတ်တချက်တတ်တပွင့်အဖြစ်အကုန်လုံးစုစုပေါင်းစုပေါင်းညီညာစွာနဲ့ကာကွယ်ဆောင်ရှောက်ဖို့အတွက်ကိုကျမကလိုလားခဲ့တာကျမကအဲ့ဒီစိတ်ဆန္ဒတစ်ခုတည်းနဲ့ကျမကရှင်တို့လိုနော်တချို့သောကိစ္စတွေမှာဟိုကျမထုတ်ပြောထုတ်ဖို့ပြလို့မရတဲ့အရာတွေရှိတယ်နော်ကျမကိုအခေါင်းထဲကနေပြီးတော့ 扒龙的来说嘞路，他啥样路子嘞？底下怎么扒龙的来说了？那边嘛，他怎么罗过？怎么扒龙呗？怎么扒龙？现在在那弄那样哩吃啦？喏，怎么挨路吃饼嘛？从龙江边吃开啦，冇。那是那边嘛？怎么罗也扒到那那？再一个，他啥跑那来路？怎么罗也尾巴边头？他啥跑边周家边那来路？怎么罗雷家吃开呀？扒到怎么罗几个？他啥跑边罗老？他啥跑那老江里兄弟方会边罗？ 喏，六三年了，六九年个，啊对，六九年下西了个，他妈破土肥了，野收米个，九三年了，他妈也拍点意思个，啊对呗，一家咪昨天被肥，被包肥了，你看家家你呢，都他妈也有破土，盼四年了吧，也有破土，几百年了吧，他那个么对呗，好了，嗯，像上他妈的个，老农，老农呢呢，麦子带开，麦收成呢，努力个，昨天妈的呢，过早帮人辛苦，被包肥了，现在就家大作业，么好的，大咩，喏。 မိမတယောက်ကိုနဲ့ဖြစ်တဲ့အခါမှာမိမယောက်ျားဒီနေရာမှာမခွဲသားဘူးเนาะအစင်တန်းရှိရှိဂုံတိတ်ခါရှိရှိနဲ့ရှင်မြိုင်ဖို့သာအရေးကြီးတယ်เนาะဥပဒေနဲ့အညီတရက်ခွင့်မှာသမားတို့တွေရင်ဆိုင်ကြတာပေါ့เนาะဥပဒေနဲ့အညီရင်ဆိုင်ကြတာပေါ့အဲ့ဒီတဲ့အချိန်မှာတရားဥပဒေနဲ့အညီတရက်ခွင့်မှာတွေ့လို့ဖော်ထုတ်လို့ရတဲ့အခါကျရင်အခုလို့သတင်းမတွေပေးဖို့ပြီးဂုံတိတ်ခါကြအောင်လုပ်ခဲ့တဲ့လူတွေလွတ်ဖို့မစင်းစားနဲ့เนาะကျမကဥပဒေနဲ့အညီအရေးယူလှုပ်ဆောင်သွားမှာဆိုတဲ့အကြောင်းအခုနောက်ဟို ပြန်ပြမယ်ရှင်းလင်းပွဲလေးလုပ်ပြီးပြောမယ်ဆိုတဲ့ဟာကိုကိုခေဖုန်းကပြောခဲ့တာလေအဲ့ဒါကတော့ဒါကိုသိနေတယ်။ဟုတ်ပြီ။ဒီကရှင်းလင်းပွဲကလည်းမကောင်းတော့တဲ့ရှင်းလင်းပွဲလေး။အင်းအဲ့ဒါကိုရအောင်လုပ်မယ်လေဒါကတော့။ဒီဟာကမျိုးအိမ်မှာမှာ